ချစ်ကြည်ရေးနဲ့ယင်းနှိမ့်မြုံနံမှုသဘောတူညီချက်တွေပုံမိုးလှူဆောင်မှု Sorry Arabia Bin Salman ဟာမလေးရှားနိုင်ငံကို February 26ရက်နေ့မှာရောက်ရှိလာခဲ့တယ်လို့သိရပါဗျ။ ဆော်ဒီဘီယန်တွေဟာမလေးရှားနိုင်ငံကိုမလာရောက်ခဲ့တာဆယ်စုနှစ်တစုကျော်ကြာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်မလေးရှားပါလီမန်ဝင်းမှာပြည်လုံးမဲ့နိုင်ငံတော်အဆင့်ကျိုးစိုးဂုံပြူပွဲကိုမတက်ရောက်ခင်မှာမလေးရှားဝန်ကြီးချုပ်နာဂျီရာဇက်ကဆော်ဒီဘီယန်ကိုကျိုးစိုးနှုတ်ဆက်ခဲ့တယ်လို့သိရပါတယ်ပါလီမန်ဝင်းမှာပြည်လုံးတဲ့ကျိုးစိုးဂုံပြူပွဲမှာတနက်၂၁ချက်ပြစ်ပေါက်ပြီးကျိုးစိုးခဲ့ကြပါတယ် ဆော်ဒီပီယင်ဟာအင်ဒိုနီးရှားဘရူနိုင်းဂျပန်တရုတ်မော်လ်ဒိုင်းနဲ့ဂျော်ဒန်နိုင်ငံတွေစီကိုတွားရောက်မှာဖြစ်ပြီးနိုင်ငံချင်းဆက်ဆံရေးတွေနဲ့ကုန်သွယ်ရေးတွေကိုပုံမို့လှုပ်ဆောင်ဖို့ဆွေးနွေးသွားပွဲရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ ။ဆော်ဒီဘီနဲ့အတူနေပယ်ဆောင်ကကုစလေ600ကျော်ပါဝင်ပြီးမလေးရှားနိုင်ငံမှာ၄ရက်ကြာနေထိုင်မှုအတွင်စွမ်းအင်ဖွံ့ဖြိုးမှုဆိုင်ရာတွေကိုဆွေးနွေးသွားမယ်လို့သိရပါဗျ။မလေးရှားဝန်ကြီးချုပ်ရဲ့နိုင်ငံရန်ပုံငွေထဲမှာဒေါ်လာဘီလီယံနဲ့ချီချဆောင်းမှုအရှုပ်တော်ပုံမှာဆော်ဒီနိုင်ငံပါဝင်ပတ်သက်မှုရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးအခုဆော်ဒီဘီရဲ့အလဲအပတ်ခရီးစဉ်ဟာအရင်သတင်းတွေကိုပြန်လည်ထွက်ပေါ်လာစေခဲ့တယ်လို့သိရပါဗျ။နာချစ်ကတော့ငွေခွာချမှုနဲ့ပတ်သက်ပြီးသုံးတရာအမှားကျွလွန်ထားခြင်းမရှိဘူးလို့ပြောခဲ့ပေ မဲ့အခုချိန်မှာတော့ American, Switzerland နဲ့ Singapore နိုင်ငံအပါအဝင်နိုင်ငံအများပြားရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံနေရတယ်လို့သိရပါဗျ။2013ခုနှစ်မှာ Saudi တော်ဝင်မိသားစုကမလေးရှားနိုင်ငံကိုထောက်ပံ့ခဲ့တဲ့ဒေါ်လာတန်900နီးပါးဟာမလေးရှားဝန်ကြီးချုပ်ရဲ့ဘဏ်အကောင့်ထဲကိုလွှဲပြောင်းခြင်းခံခဲ့ရတာဖြစ်ပြီးအခုအချိန်မှာတော့အများစုကိုပြန်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။